စနေတဲ့နောက်ကွယ်မှာတရုတ်ဆောင်မင်းသမီးပုံမမီတာပေါ်မှာလောက်ခဲ့တဲ့လောက်ရက်အတွက်လူပြောများနေတဲ့နေတူပရိသတ်များအလုံးမင်းလာပါရှင့် famous selling news ကနေပြလဲကြိုးစိုးလိုက်ပါတယ် နေတိုးကတော့မိမရှိမှတမျိုး၊ကွဲရမှတမျိုးလှုပ်တဲ့အချင်းစရိုက်လေးတခုကြောင့်လူပြောများနေရဖြစ်ပါတယ်။အထူးသဖြင့်ဇနီးတဲ့ရဲ့နောက်ွယ်မှာတယောက်ဆောင်မင်းသမီးပိုးမမီတာပေါ်မှာလှုပ်လိုက်တဲ့လှုပ်ရက်လေးတခုကြောင့်လူပြောများနေခဲ့ရပါပိုးမမီတာနဲ့နေတိုးတို့ကတော့အင်တောင်ရင်နောင်မီလေးနဲ့ရုပ်ရှင်ဇက်လန်တခုဖြစ်တဲ့နှောင်ရုပ်ရှင်ဇက်ကားကြီးမှာဒေါက်တာမိုးစေတာနဲ့တက်လျာကာရက်တာကိုအကောင်ဆုံးတယောက်ဆောင်နိုင်ခဲ့ရဖြစ်ပါတယ်။အခုချိန်မှာတော့နေတိုးနဲ့ပိုးမမီတာတို့ကဇုံတွဲအဖြစ်အခမ်းအနားအစီအစဉ်တခုကိုတက်ရောက်လာတာဖြစ်ပါတယ်။ပုံမှန်ဆိုရင်တော့ တိုးကဇနီးတဲ့မသည်ဆွမြရွှေနဲ့အိမ်တောင်ကြပြီးတော့တာလီဂုံရှင်တိုးကိုရရှိခဲ့ပြီးတဲ့နောက်ဘလို့အခမ်းအနားပွဲလန်းတဲ့ပင်မဲ့တက်တဲ့ဇနီးတဲ့နဲ့အတူတူပွဲတက်လေးရှိပါတယ်။ အခုခါမှာတော့နေတို့ကဇနီးတဲ့မတဲဆူမြွှေရွှေမပါပဲပွဲတက်ခဲ့ရတာပါဒီလိုချိန်မှာမင်းသမီးငငယ်စောစောလေးနဲ့ပွဲတက်ခဲ့ရပေမဲ့မင်းသားနေတို့ကတော့တင်းငိမ်စွာနဲ့ပဲတခြားသောမင်းသမီးတွေနဲ့ခဝင်းဝေးမှနေခဲ့ရဖြစ်ပါတယ်အထူးသဖြင့်တော့တရုတ်ဆောင်မင်းသားအကယ်ဒမီနေတို့ကဇနီးတဲ့မပါဝင်တဲ့ပွဲမှာဇနီးတဲ့ပါတဲ့ပွဲထက်တောင်မှအနေထိုင်ဆင်ခြင်ခဲ့ရကိုတွေ့ရပါတယ် အထူးသဖြင့်နောက်မင်းသားနေတို့ကတရုတ်ဆောင်မင်းသမီးပုံမမီတာအပါအဝင်တခြားသောဗဲမင်းကလေးနဲ့မှစကားပြောရှင်စွာနဲ့ပြောတာမျိုးမျက်လုံးအကြည့်ချင်းစုံတာမျိုးမလုပ်ခဲ့ပါဘူးဒီလိုမျိုးမင်းသားနေတို့ရဲ့တည်ငြိမ်ပြီးတော့တစ္ဆာရှိတဲ့အိမ်တောင်ရှင်ယောက်ျားကောင်းပီတာမှုတွေအတွက်ချီးကျူးကြရတာဖြစ်ပါတယ်တကယ်ဆိုရင်တရုတ်ဆောင်မင်းသားနေတို့ကမိမလှလှလေးတွေဝိုင်းဝိုင်းနေရဲ့မင်းသားတစ်လက်ပါ အထူးသဖြင့်နေတိုးကမိန်ကလေးတွေအသေးဆွဲချစ်တဲ့မင်းသားတစ်လက်ဖြစ်တယ်လို့ရုပ်ရည်ကလည်းယောက်ျားပီတာပြီးတော့မိန်ကလေးတိုင်းရင်ခုန်ရတဲ့ယုံမျိုးဖြစ်ပါတယ်။ဒါပေမဲ့လည်းနေတိုးကတော့ကိုယ့်ရဲ့ဇနီးကလွဲပြီးတခြားသောအမျိုးသမီးတွေကိုစိတ်နဲ့တောင်မှနီးစပ်မှုမရှိအောင်ကိုယ်စိတ်နှလုံးနှစ်ရက်လုံးနဲ့အစဉ်ချိန်ခဲ့ရကိုတွေ့ရပါတယ်။ဒါကြောင့်လည်းချီချူးခံနေရတာဖြစ်ပါတယ်အထူးသဖြင့်တရုတ်ဆောင်မင်းသားနေတို့ကဇနီးရဲ့နောက်ကွယ်မှာမဖောက်ပြားပဲနေတခြားသောကောင်မလေးတွေနဲ့ဝေဝင်းနေခဲ့ရကြောင်းချီချူးခံနေရပါတယ် မင်းသားနေတိုးရဲ့နေရာမှာတခြားသောယောက်ျားတွေဆိုရင်ကိုစိတ်နှစ်ပါးကိုချုပ်တီးပြီးတော့ဇနီးမယားပေါ်မှာသစ္စာရှိဖို့ဆိုတာကမလွယ်ပါဘူး။ဒါကြောင့်နေတိုးကိုဇနီးမယားမျက်ကွယ်မှာစိတ်ချရတဲ့ယောက်ျားတစ်ယောက်ဖြစ်သတ်မှတ်ထားကြတာဖြစ်ပါတယ်။ အထူးသဖြင့်နေတိုးကိုလူတရာမှာတယောက်မတွေ့နိုင်တဲ့ယောက်ျားကောင်းယောက်ျားမြတ်အဖြစ်သတ်မှတ်ထားကြတာဖြစ်ပါတယ်။နေတိုးဟာအစောပိုင်းမှာတော့မိမများခင်ကလည်းမြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံးအမျိုးသမီးပြည်သက်တွေရဲ့အားပေးရဆုံးထိတ်တန့်မင်းသားကြီးတစ်လက်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လည်းရည်စားထားတာမိမပွေလျှောက်တာမျိုးတွေမလုပ်ခဲ့ဘဲနဲ့ရုံရုံရှင်းရှင်းအေးဆေးစွာနဲ့ပဲဘဝကိုဖျက်ဆီးခဲ့ပါတယ်။ဒါကြောင့်ပြည်သက်တွေကချစ်ခင်အားပေးခဲ့ကြရတာဖြစ်ပါတယ်။ အိမ်တော်ကြတော့လည်းအခုပြောခဲ့သလိုပဲမြေတိုးဟာဇနီးမယားနောက်ကမှယုံကြည်စိတ်ချတစ္ဆာရှိကတီတီတန်တန်နဲ့အိမ်တော်ကြီးတခုကိုတိဆောက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့နေတိုးရဲ့လေးစားစရာကောင်းတဲ့စိတ်ဓာတ်လေးတခုကိုချီးကျူးနေကြတာပါ။အခုချီးကျူးနေကြတဲ့ပရိသတ်တွေကရောဇနီးမယားကိုစိတ်နဲ့တောင်တစ္ဆာမဖောက်တဲ့နေတိုးကိုချစ်ခင်အားပေးကြလားဆိုတာပြောခဲ့ပါအောင်ရှင်။ နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါဦးနော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်